ဟုတ်ကဲ့ပါအခုလိုမျိုးမိန်လမ်းမှာမွန်းရယ်ဆိုရင်ကျွန်တော်တို့ရင်ကြောပြောင်းတဲ့ချိန်မှာဆိုရင်အရန်ကိုရေးကြည့်တာဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်ကျွန်တော်လယ်လမ်းမှာသွားရတာဖြစ်ပါတယ်လယ်လမ်းနေပြီးတော့ကျွန်တော်တို့ဒီဘက်ညာဘက်ကိုပြောင်းမယ်ဆိုရင်တော့မိရင်ပြရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီမိရင်ပြပြီးတော့ရင်ကြောရှင်းလားမရှင်းဘူးလားရင်ကြည့်ပါအဲကြည့်ပြီးတော့ကျွန်တော်တို့ကူးရအောင်ပေါ့နော်ဟုတ်ပြီကူးလိုက်ပါပြီပေါ့နော်အဲအဲ့လိုမျိုးကူးပြီးတော့ ဒီသုံးလမ်းရှိတဲ့ထဲမှာဆိုရင်ကျွန်တော်တို့ဒီညာဘက်ပေးသုံးလမ်းတော့ညာသုံးလမ်းဖြစ်ပါတယ်ကိုက120လောက်မုံးမယ်ဆိုရင်တော့ဒီညာဘက်ပေးသုံးလမ်းမှန်းမှာဖြစ်ပါတယ်ခင်ဗျတကယ်လို့ကိုက100လောက်ပဲမုံးမယ်ဆိုရင်တော့ကျွန်တော်တို့လေရလမ်းမှာမုံးရမှာဖြစ်ပါတယ်တကယ်လို့ကိုက80လောက်ပဲမုံးမယ်ဆိုရင်တော့ဘယ်ဘက်ပေးသုံးလမ်းမှာမုံးရမှာဖြစ်ပါတယ်ခင်ဗျဟုတ်ပြီကျွန်တော်တို့ညာဘက်ပေးသုံးလမ်းနေပြီးတော့ဒီလေဘက်ကိုပြောင်းရချင်မှာဆိုရင်ကိုကြောသတိထားရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဘယ်ဘက်မှာလမ်းရှိတဲ့ပြည့်တဲ့တွဲဘယ်ဘက်ကကားရတယ် ဒီလဲကိုဝင်လာနိုင်တာဖြစ်ပါလားခင်ဗျာကျွန်တော်တို့ညီကျော်ပြောတဲ့ချိန်မှာဆိုရင်ကျွန်တော်တို့ပို့ပြီးတော့ဒီညာဘက်ပြောတဲ့ချိန်မှာလည်းဆိုရင်ကျွန်တော်တို့ပို့ပြီးတော့သတိထားမှာပေါ့နော်အမ်ပြန်ဝင်ဆိုရင်ကျွန်တော်မိရင်ပြပါကြည်ပါပြီးတော့ဘယ်ဘက်ကိုလဲညာပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ဘယ်ဘက်ကားလေးဝင်လာတဲ့ဝင်လာတက်တက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဘယ်ဘက်ကိုလဲကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီလမ်းကျော်ရှင်းလားရှင်းပြီဆိုရင်ကျွန်တော်တို့ပြန်ပြီးတော့ဝင်ရမှာဖြစ်ပါတယ်။ဟုတ်ပြီဒီ mail line မှာရှိတဲ့ဒီ မင်းဖြူဒဇက်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 လေးကတော့ကျွန်တော်တို့ရင်ကြောပြန်လို့ရတာဖြစ်ပါတယ်ခင်ဗျတကယ်လို့ဆက်လေးဆက်လေးမဟုတ်ပဲနဲ့တန်းနဲ့တတ်ထားတဲ့မင်းဖြူတွေမင်းဝါလေးဆိုရင်ကျွန်တော်တို့ရင်ကြောကိုပြန်လို့မရပါဘူးတကယ်လို့ကိုပြန်လဲလို့မတတဆအဲ့ဒီနေ့ဖြစ်မှဆိုရင်တော့ကိုပဲမှားတာ